ကျွန်တော်တို့တောရော်တွေမှာလူသေးရင်ဖဲဝိုင်းလုပ်လို့ရှိတယ်။ပုံမှန်အဖြစ်ဖဲဝိုင်းဆိုတာဥပဒေမဲ့ဖြစ်တဲ့အတွက်ရှင်ဘုတ်တွေဝယုံနေအောင်မှာထက်တော့မှာကြောင်ကျိုးကြောင်ကြားမှာခိုးပြီးလောက်ရတာဖြစ်ပေမဲ့အတုပတွေမှာတော့ရေဘူးရအဖြစ်ဘယ်သူမှလာဖမ်းလို့မရှိပါဘူး။အတုပရှင်တွေအနေနဲ့ဖဲဝိုင်းကအကောင့်ငွေရတော့စွန်ကြွေးအလူလုပ်ဖို့တစုံတရာအဆင်ပြေတယ်။တောမှာကအတုပအိမ်ဆိုတာခုနှစ်ရက်တစ်ပတ်လုံးလာသူမပြတ်တော့ကျွေးရမွေးရတဲ့ဇေယိတ်ကလည်းနေတာမဟုတ်ဘူးလေ။ နောက်ပြီးအလောင်းကိုအိမ်ထဲမှာသုံးမဟုတ်အိမ်ရှိမှာစင်ထိုးပြီးတင်ထားတာဆိုတော့ညဘက်ကျရင်ဖဲဝိုင်းရှိတဲ့အတွက်အိမ်ရှင်ကရွာသားတွေပါအကြောက်ပြေတယ်ဗျဒါလောင်းတခါကရွာကအတုပတစ်ခုမှာဖဲချုံပြီးအရက်မှုမှုနဲ့အလောင်းဘေးအိမ်နေတဲ့ဖဲသမားတယောက်ကပဆိုးရှုံကြီးထလာတာကိုအလောင်းကောင်ကြီးထလာပြီးဆိုပြီးအတုပအိမ်ပေါ်ရှိသမျှလူတွေညဘက်ကြီးဝုံဝုံတိုင်းတိုင်းနဲ့ဖပြေးကြသေးတာကလားနောက်တစ်ချက်ကလည်းနာရင်းနဲ့ကြုံရတဲ့အခါကာယကရှင်မိသားစုတွေက ပူဆွေးနေတာဆိုတော့ရှောက်ကန်နေတာထက် အင်ကိုရက်မလဲမရှင်းလူမပြတ်ဝင်ထွက်နေရင်စိတ်လဲအနှဲငယ်တတ်တာပေါ့။ဘာပဲဖြစ်ဖြစ်နာရင်အင်ရှင်တွေအစင်ပြေဖို့အတွက်မသားအင်ဖဲဝိုင်းလောက်တာကိုတတ်ဆိုင်ရရက်ွက်လူကြီးတွေတကြီးတွေစေရင်ကောင်းတွေကလည်းတရဝဲမဟုတ်ပေမဲ့ခွင့်ပြုထားကြပါတယ်။ဟဲကောင်လေးရန်ဖြစ်ထိုးကြိတ်တာတွေတော့မဖြစ်စေနဲ့တော့လို့ပဲတတိပေးလိမ့်ရှိပါတယ်။ဖဲဝိုင်းဆိုတာက ရန်ဖြစ်ဖို့လွယ်တယ်လေ။ဖဲရှုံးပြီးအရက်မူးရင်လူစိတ်ပျောက်သွားကြတာကို အာသူဘအင်ကိုလာလိရှိတဲ့နေတင်းရဲကိုတော့ငွေလေးနည်းနည်းပေါပေးပြီးရှက်အရက်တိုက်လို့ရတာပေါ့ဒီလိုကာလာမျိုးမှာအာသူဘရှင်ကလည်းဖဲဝိုင်းကနေအကောက်ငွေများများရောက်အောင်ဒိုင်လုံးမဲ့နာမည်ကြီးဖဲသမားတွေကိုမျှော်လိရှိပါတယ်ဂျွာရဲရက်ွက်ထဲမှာအလောက်ကိုင်းမဲမဲရဲရမရှိပဲတထဲကိုင်းဖမ်းနေတဲ့တရာကူ130 420စတဲ့အကြံသမားပွဲစားတွေလည်းရှိသေးတယ်ဗျသူတို့ကဘယ်ဖဲသမားခေါ်ပေးရမလဲဘလို့တော့လားနော်ဘေးရောမှာဘသူတွေတုံးက ရက်လေစွန်ကျွေးအပြီးအင်ရှင်လက်ထဲမှာငွေဘူးငွေချမ်းတော်ဘလောက်ကြံနေသေးတာစသဖြင့်ဝမ်းနဲ့ခိုကိုရမဲနေတဲ့အတုပရှင်ကိုနားရှာတတ်သေးတာမတာပွဲစားဆိုတာဒါပေါ့တကယ်လဲအဲ့ဒီနံပါတ်ကြီးဖဲသမောတွေကငွေများများနဲ့လာတတ်တော့ဖဲဝိုင်းကလူပိုးစီတယ်လေအပူလုံးစို့နေတဲ့အတုပရှင်ကလည်းရှင်မကင်မိလက်မကင်မိဖြစ်နေတော့အေးဗျာဒါဆိုလဲခေါ်ပေးပါအာကူပါတယ်ပေါ့အဲ့ဒီလိုနဲ့ငွေအပြည့်ပါတဲ့ထင်ရတဲ့လက်ကန်အိတ်ဖောင်းဖောင်းတလုံးကို ကြောင်နီလက်စွပ်ကြီးဝစ်ထားတဲ့လက်နဲ့ပိုက်ကင်ပြီးဒိုင်းကင်မဲ့ဖဲသမားအိမ်ထဲဝင်လာရင်အိမ်ရှင်ကတော့ကျေးဇူးရှင်ရဲ့အဖြစ်တရုတ်တည်းနေရပေးရတာနော်ဖဲတိုင်ကင်မဲ့သူတွေကလည်းမမောက်မာတတ်ပါဘူးညံသမားတွေကိုအတူပါအိမ်ဆိုတော့အိမ်ထဲဝင်လာရင်လည်းစိတ်မကောင်းဟန်တော့ဆောင်ရတာပေါ့အိမ်ထဲရောက်တာနဲ့အိမ်ရှင်ကိုအကိုအမခေါ်ပြီးဝမ်းနေလိုက်တာဗျာကျွန်တော်နဲ့ဘယ်တော့ကတောင်တွေ့လိုက်သေးတာပြောပါဦးဘလို့ဖြစ်ရတာလဲဟမ်ဖြစ်မှဖြစ်ရလေဗျာ တကယ်တန်ဖိုးရှိတဲ့သူပါဗျာစသဖြင့်ပါဇက်တဲ့အလွတ်ရနေတာတွေပြောပြီးမှကဲဘာမှမပူနဲ့တကြိုစိတ်တော့ကျွန်တော်တောင်းဝင်ထားအကိုတို့အမတို့စိတ်ရလက်တရားနဲ့သာဖြေပါဖုန်ကြီးကြောင့်ခဏတစ်ဖြုတ်သွားခြင်းလဲစိတ်ရှာလက်ချက်သာသွားဆိုပြီးအိမ်ဟူကဖျားစင်အောင်ဒါမှမဟုတ်အိမ်ရှိယာယီထိုးထားတဲ့ကနပြင်းတဲ့ကစင်ပေါ်တက်ထိုင်တော့တာပဲကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ဖတ်ပြမယ့်စာရဘုတ်ကတော့ ဆရာကြီးဥခင်မောင်ဆိုရည်တဲ့ငင်းချမ်းရေးပွဲစားနဲ့မသားအိမ်ဖဲတိုင်များဆိုတဲ့စာရဘူပဲဖြစ်ပါတယ်စာပါပါအုပ်ထားတဲ့အလောင်းနဲ့မလားမကန်ဘို့တချို့ဖရာတရားကြီးညိုတဲ့လူကြီးတွေကလည်းဖဲရိုက်တာမကြိုက်ပေမဲ့ငွေမျက်နှာထောက်ရတော့အဲ့ဒီဒိုင်းခံမဲ့ဖဲသမားကိုအောင့်ကနမ်းရတယ်အဲ့ဒီမှာတင် ကျွန်တော်တို့ယွာသားမကက ယောနီချုပ်ဆက်တခြားယောရီကဖဲသမားချက်သမားပခိုးကပိုင်း၌အရက်ပုံးရောင်းသူဖာသည်ဖာဆွဲဖာကောင်းအပေါင်းကန်ငွေတို့ရှေးမဲ့သူတွေပါမကြံတဆင့်စကားတဆင့်နာနဲ့ဘဲယွာကဘဲမသားအီမဘသူတိုင်ခံပါတဲ့ဟိသူကကြိုက်ထိုးကြိုက်ခံနော်ငွေထုံနဲ့လာတာတဲ့ဟိဆိုပြီးမသားအင်ကိုယောက်လာကြတော့တာပဲစပါးလေးပဲလေးရောင်းထားတဲ့ငွေရှာဆိုင်ပြီးပြင်းပြင်းမှန်မှန်ရှာထားတဲ့ငွေလေးတွေနဲ့အပိုသုံးပုံငွေများရလိမ့်မလားဆိုပြီး ကံလာအစမ်းနဲ့ရိုးရိုးသားသားလေသမားအလုပ်သမားတွေလည်းအများကြီးပေါ့တချို့လဲအိမ်ကမိမဆွဲကြိုးတို့တမီးလေးကိုခမဲပေးထားတဲ့နတန်သီးလေးတို့ကိုခဏပေါင်ပေါ့ဖဲရိုက်တဲ့သူဆိုတာငားနိုင်မယ်လို့ယုံကြည်လာတဲ့သူကြီးပဲလေဖဲရိုက်သူအများစုကယောက်ျားတွေဆိုပေမဲ့မိမတွေလည်းအနည်းနဲ့အများတော့ပါတတ်တယ်ဖဲရှုံပြီးဆွဲကြိုးငကလက်စွပ်ပါသွားလို့ပြန်ရအောင်ဖဲတိုင်းနဲ့လိုက်အိတ်တဲ့မိမမျိုးလည်းရှိတတ်သေးတယ်ကြေးရွာရက်ွက်ဒီမှာ တာရင်နာရင်လူမှုရေးအသင်းတွေရှိပါတယ်။အဲ့ဒီအသင်းကလူတွေခမမှာအတုပါတစ်ခုဖြစ်ပြီးဆိုရင်အိနောက်ဖေးထမင်းအိုးမီထိုးဟင်းချက်ရနေတဲ့ကအစဖုံးကြီးပင့်ဖျာခင်းအိုးခွန်ကကနပြင်းထိုးစတဲ့အလုပ်တွေကို9ရက်9လီတင်ကြုံလုပ်ရတာပါ။အပူမိနေတဲ့အိမ်သားတွေဟာသူတို့သာမရှိရင်အတုပါကိုဘယ်ချနိုင်ပါမလဲ။သူတို့ဟာငွေလဲတပြားမှမယူဘဲစေတနာနဲ့လာပြီးကူညီကြတာပါ။အန်ဒါဗိမဲ့ အသူဘအိမ်တဲ့အိမ်မှာအဲ့ဒီလူမှုရေးသမားတွေထက်မတာပွဲစားနဲ့ဖဲတိုင်ကလူတွင်ကျယ်ဖြစ်တတ်ပါတယ်ဒီနေရာမှာရှင်းချက်တော့ရှိတယ်အသူဘအိမ်တိုင်းဖဲဝိုင်းရှိတာတော့မဟုတ်ပါဘူးဆွေမျိုးတောင်တင်းပြီးဝေကြီးပြည့်စုံတဲ့သူတွေအယက်သေးစားလောင်းကစားလုံးဝမကြိုက်သူတွေလည်းရှိတတ်တာဆိုတော့မတာပွဲစားနဲ့ဖဲတိုင်တွေကိုသူတို့ကလက်မခံပါဘူးအသူဘအိမ်မလျှောက်သွေးရအောင်လာရောက်ကူညီတဲ့ရက်ွက်ထဲကလူတွေကိုအလိုလိုက်တဲ့အနေနဲ့နည်းနည်းပါးပါးကစားကြပါစေဆိုတာတော့ရှိတတ်ပါတယ် ျွန်တော်အဖွားရဲ့အမေဆုံးမသွားတော့ကဆိုရင်တော့ကျွန်တော်အဖိုးကဖဲဝိုင်းလုတဲ့ကောင်ငါးကိုတိုင်းဓာတ်နဲ့ခုတ်မယ်လို့ကြိမ်းထားတော့ဘယ်သူမှမလုပ်ရဲပါဘူးအဲ့ဒီတော့မตาရက်လေဘိုးကတပတ်လို့တယ်ဖဲဝိုင်းကအကောင့်ကြီးမများရဖို့လိုသလိုရက်လေပြီးတဲ့အခါမှာဖဲတိုင်းလုတဲ့ဖဲသမားကလည်းတွက်ရှည်ကြိုက်ဖို့လိုတယ်အတုဘရှင်ကိုလည်းမျက်နာအပြကောင်းဖို့လိုတယ်ဖဲတိုင်းလုသူတွေဟာရေဘူးရအားဖြင့်ဖဲချော်ဖဲထက်ဖဲညက်ကျွမ်းကျင်သူတွေပါ ကို့ဖဲညံ့နေတဲ့အခိုက်မှာဟိုလိုမထိုးပါနဲ့ဘလောက်ပဲထိုးပါထမထဲနေတော့စသဖြင့်ဟိမ့်ရဟောက်ရတယ်ဖဲသိပ်ကြနေရင်ခဏနားသိမ့်တဲ့အခါနားရတယ်တဲကို့ဖဲတက်နေပြီဆိုရင်တော့ထိုးစမ်းပါကျဲတလောက်ထိုးမင်းငွေကဒီလောက်ပဲလားဒါနဲ့များဖဲလာရိုက်နေသေးလားကွာစသဖြင့်သွေးစုအောင်တစ်ဖက်လူကိုဆော့ရတယ်ဒါမှများများထိုးပြီးများများရမှာကိုမတိုင်ဖဲလာရိုက်တဲ့သူတော်တော်များများကလည်းအပုတ်နဲ့ခန်းနိုင်အောင် အရက်ကလေးနဲနဲတော့ပတ်လာကြတယ်လေသွေးစူလွဲတဲ့အကြောမခံခြင်းဘူးပါလာသမျှကုံပါစီငါ့ကိုသူများအထင်မသေးစေရဆိုပြီးသွေးနှထင်းရောက်နေကြတာကိုအဲ့ဒါနဲ့ကုံတာပဲဖဲဝိုင်းမှာကြားဝင်ထိုးတဲ့သူတွေလည်းရှိသေးတယ်သူတို့ကဒိုင်းချောနေပြီဆိုရင်နိုင်တဲ့အိမ်ကနေဖိထိုးကြဒိုင်းစားနေပြီဆိုရင်နောက်ကိုခဏစုံနေကြတာပေါ့ဒါအပြင်ဖဲဝိုင်းမှာလာကပ်ပြီးနိုင်တဲ့သူစီကမဟုတ်ဘူးတော့စီကရက်တောင်းတော့အတူပါချင်းကျွေးတဲ့ထမင်းစား အိမ်ရှင်ကိုအောက်လင်းမီလေးထိုးပေးရတာမျိုးထမင်းချက်ဖို့ထင်းခွဲပေးတာမျိုးနည်းနည်းပပကူညီပြီးမသားအိမ်မှာရက်လေလို့ကနပြင်းဖြစ်တဲ့အထိလာရောက်စားတော့တတ်တဲ့ဘိန်းစားလိုတခိုးလိုလိုတွေဂျိုးသားပြီးဂျိုးသားပြီးမဲ့ကံမကောင်းလို့အရှိန်နေမဲ့စင်ရဲနွမ်းပါလုံးသူတွေလည်းရှိတာပေါ့အဲ့ဒီကာလအတွင်းမသားပွဲစားတွေကဘာလို့ရတယ်လဲသိလားဖဲဝိုင်းအတွက်အိမ်ရှင်စီကကွန်ရဆက်လက်ယူပေးရတယ်ဖဲတိုင်းအတွက်လိုအပ်ရင်အရက်ငယ်ပေးရတယ် secret မင်းကြီးပေးရတယ် ဖဲဝိုင်းကတပတ်လောက်ကြာတာဆိုတော့ညာဘက်ဖြစ်ဖြစ်နေ့လယ်ဖြစ်ဖြစ်နားတဲ့အချိန်တွေမှာဖဲတိုင်တွေအတွက်မတာပွဲစားတွေကနီးစက်ရအိမ်တွေတဲခုကန်တွေစီစဉ်ပေးရတယ်ဖဲတိုင်ကအနိုင်ခံကျင်တယ်မိမလိုချင်တယ်ဆိုလဲသူ့တာဝန်ပဲဒါအပြင်ဖဲရိုက်တာဟာလူကဲခန့်နီးကိုစီးပူးလို့ရတဲ့နေရာဖြစ်တယ်ဖဲအတက်ကြကိုသိရင်ထောပြီးလိမ်မရင်အိမ်ပါတာပဲဆိုပြီးဖဲဝိုင်းပေးရက်ကြည့်နေသူတွေကိုဆွဲတရားလဲဟောရတယ် ဆွဲကြိုးလက်စပြုတ်သွားတဲ့သူတွေနဲ့ပတ်သက်လို့တော့လောဘကြီးတာကိုစိတ်မှမထိနိုင်တာဖဲအတက်ကြလည်းမကြည့်တော့ကုံနာပေါ့လို့စင်ကြေးပေးရတယ်။အဲကြံသေးတယ်။တခြားဖဲကျွမ်းကျင်တဲ့တဖက်ကန်းခတ်ဖဲပါရဂရီလာရင်တော့ညီလေးရေအကိုရေခေါ်ပြီးငါတို့ဝိုင်းလေးတော့ရှမ်းသာပြီးပါကွာ။အိမ်ရှင်ကလည်းကျွန်တော်နဲ့မိသားစုလိုနေတာပါ။ညီလေးတို့အကိုတို့ဝိုင်းထဲဝင်မရိုက်ပါနဲ့နော်လို့ပြောပြီးမသာအိမ်ကဧကခန်းနဲ့စားစရာတွေကျွေး ိုင်းစီကငွေနည်းနဲ့တောင်းပေးပြီးချော့မော့ပြန်လွတ်ရတာပေါ့မယုံမရှိနဲ့ကျွန်တော်တို့မော်ဘီမြို့မှာကျွန်တော်တငယ်ချင်းမြင့်သိန်းဆိုတာရှိတယ်မြင့်သိန်းဟာဖဲကိုဘလောက်ကျွမ်းတယ်လဲဆိုရင်သူ့လိုချင်တာကိုသူရအောင်ယူတတ်တယ်လို့တခြားဖဲဝိုင်းတဲ့ကသူ့ကိုလဲဘဲအိမ်မှာဘဲဖဲကြစေချင်တယ်လဲအဲ့ဒီဖဲကြအောင်သူကလဖန်ထိုးပြီးနှစ်ချောင်းပေးလွတ်တတ်တယ်မော်ဘီကလူတွေမေးကြည့်တခါတလေတငယ်ချင်းတွေဆုံရင်နောက်ပြောင်တဲ့အနေနဲ့ခင်မောင်ဆိုမင်းကဘာဖဲလိုချင်တယ်လဲလို့မေးတတ်တယ်လိုချင်တာပြော နောက်တစ်ခါဖဲဝင်ရင် ကွက်တီပဲသူ့ကိုဘသူမှနိုင်အောင် မရိုက်နိုင်ဘူးအဲ့ဒီတော့မော်ဘီမြို့နယ်တဝိုက်က ဖဲဝိုင်းကိုမြင်သိရောက်လာပြီးဆိုရင်အဲ့ဒီဖဲဝိုင်းတိုင်းကမဝင်မာနဲ့ဆရာရဲဆိုပြီးကတော့လွတ်ရတဲ့အစင်သူက လေးစားစရာပါစင်ရဲသားတွေကိုကျွန်တော်တိုင်းကရင်ဝယ်မရိုက်ပါနဲ့လို့ပြောလိမ့်ရှိပါတယ်တငယ်ချင်းရေမင်းအသက်ရှင်သေးလားငါတော့ပြောလိုက်မိပြီကဲထားပါတော့ဒါနဲ့ပဲ၅ရက်မြောက်မှာအာသုဘရှာ ခုနှစ်ရက်မြောက်မှာရက်လက်ဆုံးကျွေးလို့လဲပြီးရောဖဲဝိုင်းလဲတင်းရပြီအင်ရှင်ကတော့ဖဲဝိုင်းကအောက်ငွေအတော်လေးရကိုအဖေအမေဇာပနာကိုလဲကျွေးမတင်ပဲကျင်းပါနိုင်ခဲ့ပြီနွားပေါင်းလဲပေါင်းအိမ်ပေါင်းလေးဆိုင်ကယ်ဆုံးဆွဲကြိုးဆုံးလက်စုံဆုံးသူတွေကတော့လင်မယားရန်ဖြစ်သူကဖြစ်ငိုသူကငိုလို့ကျန်းဖဲနိုင်သူတို့ကတော့လဲစက်သားဟင်းနဲ့အရက်နဲ့ဖဲတိုင်းကတော့ငွေထုပ်ပိုက်ဝမ်းသာစိတ်ကိုမျက်နှာမှမပေါ်အောင်ထိန်းပြီးပြန်ငန်ဒီမှာအင်ရှင်ကိုသူ့နိုင်တဲ့အထက်ကကုငွေတချို့ထက် အင်ရှင်တွေကလည်းကျေးဇူးတင်ပါတယ်ပေါ့စောစောကမတာပွဲစားလဲဖဲတိုင်စီကမဟုတ်ဘူးမျက်မျက်ရဒါနဲ့ဖဲတိုင်လည်းပြန်မတာအိမ်လည်းရှောက်ကကြံခဲ့ဖဲတိုင်နဲ့ပွဲစားတွေကတော့နောက်ထပ်အသူဘတစ်ခုလိုက်ချကြတာပေါ့အသူဘဆိုတာကလည်းတရားမဟုတ်တရားမှရှိနေတတ်တာကိုအခုလဲကျွန်တော်တို့မြန်မာပြည်ကအသူဘအိမ်ဖြစ်နေတာဆိုတော့ပွဲစားတွေဖဲတိုင်နေအကြိုက်ပေါ့ဒီပွဲစားတွေဖဲတိုင်နေကနည်းနည်းတော့တာတယ်ဗျတကြိုစရိတ်ကျွန်တော်တောင်းဝင်ထားစိတ်မကောင်းပါဘူး ဖုန်ကြီးကြောင့်သွားနေပါဆိုတဲ့ဇကားတွေထက်ပေါ်ကြီးလှပလူကြားကောင်းနဲ့ငင်းချမ်းရည်တို့အပြည့်ရက်တို့ပြန်လဲနလန်ထူရည်တို့ညှိနှိုင်းပူပေါင်းရည်တို့အမျိုးသားဖင်ကြားစေရည်တို့ကျွန်တော်ကဘလောက်ပြီးမဲတို့မနှက်ဖြန်စားစရာတန်ချိန်ဘလောက်နဲ့ရောက်ဖလာမဲတပတ်ခါငွေတို့ကြီးနဲ့ပထွေးလာမဲတမတ်ကတော့ဘာတွေပို့လိုက်ပြီးတို့ပြောတတ်တယ်ငင်းချမ်းရည်တို့ပြန်လဲသိမ့်မြရည်တို့ဆိုတဲ့ဇကားတွေကလည်းကောင်းချင်းပေါင်းပေါ်ဖြူထားတဲ့အုံးသီးနဲ့နန်းတောင်းလိုပဲ အမြင်လှပြီးလူကြိုက်များတယ်လေကျွန်တော်တို့မြန်မာပြည်သူတွေကတော့အပူမီးစိုက်ပြီး ခိုကိုရမဲ့အတုပအိမ်ရှင်တို့ဖဲတိုင်းနဲ့မသာပွဲစားတွေရဲ့ဒဏ်ကိုကာလတစ်ခုအထိခံရအောင်ပါပါအဲ့ဒီကာလကုံမြောက်တဲ့အထိတော့ပွဲစားတွေဖဲတိုင်းတွေကလည်းကြက်စုပင်လိုမင်းမူနေကြအောင်ပါပါပဲရွာကဖဲဝိုင်းလို ဖာတယ်နဲ့ဖာကောင်းမကြံလူဆုံနေကြအောင်ပါပါပဲအဲ့ဒီတော့လိုရင်းအချုပ်ပြောရရင်ဘဝအမောတောကအထွေထွေက လုတ်ကင်းအောင်ကံကိုပုံမရှာပဲမြ мян ရုံးကန်ကြဖို့ဆိုတာလက်တွေ့ကြတဲ့ကျွန်တော်တို့တောင်းရင်ပဲပေါ့တခြားဘသူတွေကတော့ကျွန်တော်တို့မိသားစုကို လာကူကြအောင်မှမဟုတ်လို့လေကိုထူကိုထရုံးကြစို့ဆရာကြီးဦးခင်မောင်စိုးအဆုံးထိထားတော်မူတဲ့ဦးကျင်းစီကိုကျေးဇူးထူးတင်ပါတယ်ကျွန်တော် channel မှာယခုကဲ့သို့စာပေဆောင်မများကိုသဘောကျနှစ်သက်တယ်ဆိုရင် channel မှာတင်နိုင်သိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီး ဘေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့မြေတရက်ခံပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်